အားလုံးပဲမင်္ဂလာပါရှင် Digital Fusion Company မှာကြိုဆိုပါရရှင်ညီမကဒီဗီဒီယိုလေးမှာဆိုရင်တော့မိတ်ဆွေတို့ဆိုင်နဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုး hire နဲ့အကြောင်းလေးပြုလုပ်လို့ရမယ်ဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဘာကြောင့် hire အန်တင်လဲဆိုတဲ့အကြောင်းအရာလေးကိုပြပြပေးပါမယ်ညီမတို့က software နဲ့အသုံးပြုလာတဲ့ကိုယ့်ဆိုင်မှာ software နဲ့အစီအမံခန့်ခွဲပြီးတော့မှအယောင်းဝယ်ရေးစာတာတွေကိုပြုလုပ်လာတယ်ဆိုရင်တော့ကြာလာတဲ့အခါမှာညီမတို့ရဲ့ data ပမာဏတွေကလည်းများလာပါတယ်ဒီတော့ကွန်ပျူတာစီးရင်နဲ့မှာပဲညီမတို့ရဲ့ story ကအများကြီးရှိမယ်ပြီးတော့အကျွေးစီးရင်တွေ ်ဒီထဲမှာပြီးရင်ဝင်ဝေထွက်ငွေတွေစားတာတွေအများကြီးရှိနေမယ်ကိုယ့်ရဲ့အဝယ်ပေါင်းထားတွေမှာလည်းများမယ်ဒီလိုမျိုးတွေဖြစ်လာတဲ့အခါမှာကိုယ်ကလည်းသုံးလာတာနှစ်က၄ငါးနှစ်ကြာလာပြီဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ PC ရဲ့ performance ကလည်းကျလာပါတယ်ဒီလိုမျိုး performance ကကျတဲ့အချိန် data တွေကများလာတဲ့အချိန်တွေမျိုးမှာဆိုရင်တော့စက်ကနည်းနည်းလေးလာနိုင်တယ်ဟန်းလာနိုင်တယ်ဒီလိုအကြောင်းအရာမျိုးတွေဖြစ်လာနိုင်ပါတယ်ဒါကြောင့်မလို့ဒီလိုမျိုးတွေမဖြစ်ရအောင်အဲ့လိုမျိုးတွေဖြစ်လာရဲဆိုရင်တော့ညီမတို့က GIS နဲ့အကြောင်းအရာလေးကိုပြုလုပ်ပေးလို့ရပါတယ် ဒါပေမဲ့ good practice အနေနဲ့ကတော့နှစ်စဉ်တစ်နှစ်တစ်ခါညီမတို့ကရီယာအန်တင်ပါတယ်ကိုရီယာအမဲ့ရက်ကိုတတ်မှတ်ထားပြီးတော့ဥပမာတကြံပိတ်ရက်မျိုးတရင်ကျုပ်ပိတ်ရက်မျိုးစတဲ့ရက်မျိုးတွေပေါ့နော်ပိတ်ရက်တည်ရှိတဲ့ရက်မျိုးတွေမှာညီမတို့ကရီယာအန်ရင်တော့ပို့ပြီးအဆင်ပြေပါတယ်ညီမအကြံပေးချင်တာကတော့ good practice အနေနဲ့ကတော့တစ်နှစ်တစ်ခါရီယာအန်တင်ပါတယ် ဒီတော့ညီမတို့ကဒီရအမ်ဖို့ကိုဘာတွေလိုအပ်မလဲဆိုလို့ရှိရင်ပထမအဦးဆုံးဒီလိုမျိုးညီမတို့ကအယောင်းဝက်တွေကိုပြန်ဆောက်ရမှာဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့ကိုယ်ဆိုင်မှာရှိရဲကွန်ပျူစီစရင်တွေကမှန်ရဲ့လားရောင်းထားတဲ့အယောင်းဝက်တွေနဲ့ကိုယ့်ရဲ့လက်ရှိဆိုင်မှာရှိနေတဲ့ stock အရေအတွက်တွေကမှန်ရဲ့လားဆိုတာမျိုးတွေကိုညီမတို့ကစစ်ရမယ်။နောက်ထပ်ဒုတိယတစ်ချက်အနေနဲ့ကတော့ညီမတို့ရဲ့အကျွေးစရင်တွေပါ။ဒီအကျွေးစရင်တွေမှာလည်းရရန်ရှိရေးပေးရန်ရှိရေးစတဲ့အရာတွေရောမှန်ရဲ့လားဆိုတာမျိုးကိုညီမတို့ကစစ်ပေးရပါမယ်။ဘာကြောင့်လဲဆိုတော့ညီမတို့ကရအန်လိုက်ပြီးတော့မှပြန်ပြီးတော့အစ်စ်ပြန်ဆောက်တဲ့ ခါကျရင်ကုန်ပစ္စည်းတွေကတော့ဒီတိုင်းပဲဒါပေမဲ့သူ့ရဲ့ဈေးနှုန်းကိုညီမတို့ကနှောင်းဆုံးထားခဲ့လိုက်တဲ့ဥပမာအဝယ်ပေါင်းချထည့်တာပဲဖြစ်ဖြစ် အဲ့လိုမျိုးထားခဲ့လိုက်တဲ့ဈေးနှုန်းကိုသူက open နဲ့အနေနဲ့ထားပေးမယ်။ကျွေးစရင်းတွေမှာဆိုရင်လည်းဒီရရန်ရှိရပြည့်ရန်ရှိအကုန်လုံးက open နဲ့အနေနဲ့ထားပေးမှာပါ။အဲ့ဒါကြောင့်မလို့ညီမတို့ကကိုယ့်ရဲ့ဈေးနှုန်းနေပေါ့နော်။ဒါတွေကို open နဲ့အနေနဲ့ထားမှာအကျွေးစရင်းတွေလည်းထားမှာဖြစ်တဲ့အတွက်ကြောင့်မလို့နံပါတ်1အချက်နေနဲ့ကုန်ပစ္စည်းစရင်းကိုကြည့်ရမယ်။အရေးအတွက်မှန်မှန်ပြီးတော့အကျွေးစရင်းတွေမှာတန်ဖိုးတွေကမှန်မှန်ညီမတို့ကကြည့်ရပါမယ်။ကြည့်ပြီးရင်တော့ GRN နဲ့ project လေးစပြီးတော့လုပ်လို့ရပါပြီ။ဒါဆိုရင်တော့ညီမကဒီထဲမှာဆိုရင် ဒီအယောင်းပေါင်းချာလေးကိုညီမပြပါမယ်ဒီထဲမှာညီမရောင်းထားတဲ့အယောင်းလေးရှိရပါတော့ကိုယ့်ရဲ့အယောင်းစင်းလေးဒီလိုမျိုးရှိထားတယ်ဒါပေမဲ့သူကဒီပေါင်းချာလေးကတက်သွားမယ်အကျွေးစင်းဆိုရင်လည်းအကျွေးစင်းပေါင်းချာလေးပါအကုန်ပြက်မယ်ပြက်ပြီးတော့မှ customer ရဲ့နာမည်နဲ့သူပေးရမယ့်တန်ဖိုးပမာဏစာရာတွေပဲကြံခဲ့မယ်ပေါ့နော်ဒီတော့ညီမတို့ကအခုကွန်ပျူတာရဲ့မှာသွားပြီးတော့ကြည့်လိုက်မယ်ဆိုရင်ညီမတို့ရဲ့ဈေးနှုန်းက အဝယ်ဈေးနှုန်းက1000လက်လီရောင်းဈေးက1500နဲ့လက်ကျန်အရေးအတွက်က55ခုဆိုပြီးတော့ညီမတို့တွေ့ရမှာပါဒီတော့ရီယာအန်ဂျင်ဘယ်လိုမျိုးလောက်ရမလဲဆိုတော့စနစ်ထိန်းသိမ်းခြင်းတွေကိုတွေ့ရပါမယ် နစ်ထိန်းသိမ်းခြင်းနဲ့မှာမှညီမတို့ကအချက်လက်စီမံခြင်းဆိုတာရှိပါတယ်။ဒီအချက်လက်စီမံခြင်းတွေကမှအောက်မှာရှိရဲ့တက်ပလီ၃ခုတွေကအချက်လက်စီမံခြင်းဆိုတဲ့တက်ကိုထပ်ပြီးတော့ဝင်ပေးရမယ်။ကိုကရည်ရအန်ကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအောက်ဆုံးမှာရှိရဲ့အယောင်းဝယ်စင်းများအစ်စ်ပြန်စားမီလက်ကျန်စရင်ပြန်သုံးမီဆိုတာကိုရွေးချယ်ပေးရပါမယ်။ဒီတော့ညီမတို့ဆိုင်မှာရှိနေတဲ့လက်ရှိအရေးအတွက်တည်းပြီးတော့ရောင်းစည်းဝယ်စည်းကိုဒီတိုင်းထားပြီးတော့မှသူကတခြားဒေတာတွေကိုဖြတ်ပြီးတော့မှအစ်စ်ပြန်စားရတာပါ။ အဲဒါကြောင့်မလို့ညီမတို့ကဒီလိုမျိုးလေးကိုကအယောင်းဝက်ဆင်းများအစ်စ်ပြန်ဆမ်းပြီဆိုတာကိုရွေးချယ်ပြီးတော့လှုပ်ဆောင်ပြီဆိုတာလေးကိုရွေးချယ်နိုင်ပါတယ်ကျမတို့ကဒီလိုမျိုးရီယာအန်နေဆိုလို့ရှိရင်ဒီစာရင်းလေးကိုဖြတ်ပြီးတော့ပြန်ဆောင်มาဖြစ်တဲ့အတွက်ကြောင့်မလို့ software လေးကိုပြန်ပြီးတော့ login ဝင်ပေးရမယ်။ ညီမတို့ကဒီလိုမျိုးပြောင်းဝင်ကြည့်လိုက်မယ်ဆိုရင်ကိုယ့်ရဲ့ကုန်ပစ္စည်းစည်ရင်ထဲမှာသွားကြည့်လိုက်တဲ့အခါမှာညီမတို့ခုနကထားခဲ့တဲ့အတိုင်းပဲအရေးအတွက်က15ခုလို့တွေးရမယ်။ဒါဆိုရင်ဒီမှာအရေးအတွက်က15ခုအဝယ်ဈေးနှုန်းကတော့ညီမတို့က1000နဲ့ဝယ်ပြီးတော့1500နဲ့ရောင်းတယ်။ဒါမျိုးကိုတွေးရမယ်။ဒါဆိုရင်ညီမတို့ခုနကရောင်းခဲ့တဲ့အယောင်စည်ရင်ထဲမှာပေါင်းချရှိအောင်လို့တက်ကြည့်လိုက်ရင် ီထဲမှာအပေါင်းချာရမရှိတော့ပါဘူးဒီတော့ညီမတို့ကဆက်ကားပို့ပြီးတော့တုံးရတာပေါ်သွားမယ် data တွေမရှိတော့တဲ့အတွက်ကြောင့်မလို့ဒါပေမဲ့ညီမတို့ရဲ့အခြေစိုင်းရင်းနေကုန်ပစ္စည်းရဲ့ဈေးနှုန်းတွေကတော့ opening နေနဲ့စပြီးတော့အခုစပြီးတော့ year end ထားတဲ့အချိန်ရဲ့နောက်ပိုင်းကနေစပြီးတော့ထဲသမျှဈေးတွေနဲ့ average ဆို average last price ဆိုရင် last price ဆိုပြီးတော့တန်ဖိုးလေးတွေကိုတွက်ပေးမှာပဲဖြစ်ပါတယ်အားလုံးပဲတရားအချမ်းတော်နေ့ရက်လေးဖြစ်ပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်